င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ ပုံဆက်ကျင်းရခြင်းဖြင့်အာဆီယံကိုမင်းအောင်လိုင်းသစ္စာဖောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံအလှည့်ကြောင်ဥက္ကဋ္ဌဖြင့်မလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါဣဘရာဟင်ဦးဆောင်တဲ့သမိုင်းဝင်တန်တမန်ကြီးအစီအစဉ်အပြီးရက်အနည်းငယ်ကြာမှမြမအပြစ်ခတ်ရစရေးကမင်းမချောက်သိမီတစားစီပြိုကွဲသွားခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့စစ်တပ်ဟာပုံကျဲတိုက်ခိုက်မှုတွေထပ်မံပြုလုပ်ပြီးအခုဒီချိန်မှာပြင်းအား9.8ဖြတ်အားပြင်းငလင်ရဲ့ဗဟိုချက်စကိုင်းကိုပြတ်မှတ်ထားပါတယ်။လူသားချင်းစာနာမှုအခွင့်အလမ်းရဖို့ရှိ ွယ်တဲ့တန်တမန်ရေးကိစ္စက မြန်မာရဲ့ကာလကြာရှည်ပြီးတဲ့ဝမ်းနည်းပွဲအဖြစ်ပြက်တွေမှာတစ္ဆာပေါင်းမှုအဖြစ်ထပ်တိုးလာပါတယ်။ဒီတစ္ဆာပေါင်းမှုကအလွန်စိတ်ပျက်စရာကောင်းပေမဲ့အာဆီယံရဲ့မအောင်မြင်မှုမဟုတ်တလို့မစ္စတာအန်ဝါရဲ့မအောင်မြင်မှုလည်းမဟုတ်ပါဘူး။မအောင်မြင်မှုမဟုတ်ရင်တာမကမြန်မာစစ်ကောင်စီနဲ့အတိုက်ခံမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပါထိတွေ့ဆက်ဆံတဲ့မစ္စတာအန်ဝါရဲ့တတိကရှာရှာပါပါဖြစ်ပြီးနိုင်ငံရေးအန်ဒီရရှိတော်လည်းအပြောင်းလဲစတင်မှုမဟုတ်သေးပါဘူး။ဒီကိစ္စကရက်ပိုင်းတွင်ငြိမ်းချမ်းရေးဆောင်ယူပေးတာကြောင့်မဟုတ်ပဲစစ်တပ်ရဲ့ခေါင်းမာတဲ့တယုံမှန်ကိုဖော်ထုတ်လိုက်တာဖြစ်ပြီး အာဆီယံရဲ့တန်တမန်ရေးကိုအသစ်တပန်ဖွင့်ဆိုမှုနဲ့တရားဝင်မှုပြီးတာကြောင့်ဖြစ်ပါတယ်။နိုင်ငံတကာအကြံတဲလေးလာရေးဖွဲ့ ICG မှ Richard Honse ပြောတဲ့အတိုင်းမြန်မာစစ်တပ်ကအပြစ်ခတ်ရစဲမှုတွေကိုငြိမ်းချမ်းရေးအတွက်အသုံးချကြရရလို့မမြင်မေ။ဗျူဟာအရာစစ်ပြင်ဆင်ဖို့ရန်နာမှုတွေအဖြစ်သားမြင်ပါတယ်။အပြစ်ခတ်ရစဲမှုတစ်ခုပြီးတစ်ခုပျက်စီးသွားတာကအံ့ဩစရာမဟုတ်။ဒီလိုပျက်စီးခြင်းကအချက်ပေးမှုဖြစ်တယ်လို့သာဆိုရမှာဖြစ်ပါတယ်။အခုကိစ္စမှာဒီအချက်ပေးကအန္တရာယ်များသလောက်ရှင်းလင်းပြတ်သားလာပါတယ်။စစ်တပ်ကပိုင်တဲ့နေမျိုးများစု ုံးရှုံးပြီးနိုင်ငံတကာပအဝင်ပတ်သက်သူတွေနဲ့တာမကလကောင်းရင်အမိန်ပေးခွင့်ဆက်အတွင်မှာပဲညီညွတ်မှုနဲ့ယုံကြည်မှုဆုံးရှုံးနေရတယ်ဆိုတဲ့အချက်ပြမှုဖြစ်ပါတယ်။ဒီအချက်ကစစ်တပ်အာဏာသိမ်းပြီးနောက်တော်လိုင်းလှုပ်ရှားမှုတွေတင်ကြတာနဲ့စီးရီးပဟိုချက်ဖြင့်သတ်မှတ်ထားတဲ့သက္ကိုင်းနဲ့ပတ်သက်ရင်ဒီအချက်ဟာလွန်စွာမှမှန်ပါတယ်။ ငလင်းနလန်ထိုင်းရင်အထုံမှုတွေအတွင်းမှာပဲတော်လိုင်းအင်အားစုတွေကဒီဒေတာကိုချုပ်ကင်မှုခိုင်မာကွင်းမင်းအောင်လိုက်မပေးနိုင်ပါဘူးဒါကြောင့်ဒီပုံစံတိုက်ခိုက်မှုတွေကတန်ခတ်မှုတာမကမျောလင်းချက်ကင်းမဲ့ခြင်းလည်းဖြစ်ပါတယ်ဒါပြင်ဒီလိုမောင်မိုက်သောကာလမှာအာဆီယံနဲ့မစ္စတာအန်နဝါအတွက်ဝီယောတိဖြစ်နိုင်တဲ့အားရှိနေပါတယ်မင်းအောင်လိုက်ရဲ့တစ္ဆာမဲမှုကမစ္စတာအန်နဝါကိုပို့မိုကြီးမားတဲ့နိုင်ငံရေးနဲ့ကျင့်ဝတ်အရင်းနှီးဖြစ်စေပါတယ်သူက2025ခုနှစ်မေလနောက်ပိုင်းမှာသမိုင်းဝင်အာဆီယံအပေါင်းပင်လယ်ကွေပူးပေါင်းဆောင်ရွက်ပြီးကောင်စီနဲ့တရုတ်ထိပ်သီးအစည်းအဝေး ွေကိုကမကထပြုဖို့ပြင်ဆင်နေချိန်မှာပုံမကြီးမားတဲ့နိုင်ငံရေးနဲ့ကျင့်ဝတ်အရင်းအမြစ်များပေးလိုက်ခြင်းဖြစ်ပါတယ်။လက်ရှိအခြေအနေကမတည်မြဲကြောင်းပြတ်သားမှုမရှိကြနေရပါတယ်။ကြံရပါဖြစ်ကြောင်းနဲ့အာဆီယံအပေါင်းရဲ့အားထုတ်မှုတွေကမြန်မာအတွင်းဖြစ်ပေါ်နေတဲ့ပြိုကွဲခြင်းနဲ့လက်ရောညှိထွေဖြစ်ရမှာဖြစ်ကြောင်းဒီပြစ်ခတ်ရဆဲမှုအကောင့်ထဲမပေါ်ခြင်းကရှင်းလင်းတဲ့အထောက်အထားဖြစ်ပြသနေပါတယ်။နှစ်ဖက်လုံးနဲ့ထိတွေ့ဆက်ဆံပြီးရနောက်မစ္စတာအန်နမကသူ့မိတ်ဆွေနိုင်ငံအကြီးအကဲတွေကိုမရေရတဲ့ညင်ညာချက်များအတွက်အချိန်ကုန်သွားပြီဖြစ်ကြောင်းရှင်းပြဖို့ထူးခြားတဲ့ အနေအထားမှာရှိနေပါတယ်စစ်ကောင်စီနဲ့လူမျိုးစုအမျိုးသားရေးဖွဲ့စည်းများ ENO နဲ့နှစ်ဖက်လုံးအင်အားအနည်းဆုံးဖြစ်နေချိန်မှာအရင်းယူဆောင်ရွက်မှုပြတ်သားမှာဖြစ်ပါတယ် တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနဲ့ဆယ်စုနှစ်တစုကျော်ကြာအောင်စိတ်ရှိလက်ရှိပန်ကူတတာတိစောက်ခဲ့တဲ့ဂျပန်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်မစ္စတာယိုဟိဆာဆာကာဝါတတိပီးတဲ့အတိုင်းဆိုရင်ယုံကြည်မှုဆိုတာကန့်သက်ရှိတဲ့ရင်းမြစ်ဖြစ်တဲ့တစ်ဖက်ကအဲ့ဒီယုံကြည်မှုကိုအကြိမ်ကြိမ်မလေးစားတဲ့အခါတွေးဆောင်ဆွေးနွေးကစီကတ်သတ်မှတ်ချက်နဲ့ဖြစ်ရမယ်လို့ဆိုရမှာဖြစ်ပါတယ်။တချိန်ကတန်အမတ်ခေါင်းမသူဖြစ်ထင်မြန်ခံရတဲ့မစ္စတာဆာဆာကာဝါကအပြောင်းလဲရဲ့သင်္ကေတဖြစ်တဲ့တန်တမန်ကြီးကိုကျင့်သုံးရုံသာမဟုတ်ပဲဖိအားပေးဖို့လည်းလိုတယ်ဆိုတဲ့ အပြောင်းလဲဖြစ်ပါတယ်။ဒါအပြင်တီးကြလွတ်လပ်သောမြမအရေးလ ీల သူ Davis Comedyson က2025ခုနှစ်အစောပိုင်းမှာတွေ့ဆုံဆွေးနွေးကိုအချိန်ဆွဲရေးနဲ့မားနေတဲ့စစ်ကောင်စီနဲ့တန်တမန်ကြီးကျင့်သုံးလို့မရဘူးလို့ပြောပါတယ်။စစ်တပ်ကနားထောင်နေတာမဟုတ်အချိန်ဆောင်နေခြင်းသာအခုချိန်မှာအချိန်ဆောင်နေခြင်းကအာဆီယံရဲ့နိုင်ငံရေးလိုလားချက်ကိုထိခိုက်နိုင်တယ်။ဒါကြောင့် Mr. NY ရဲ့လမ်းကြောင်းနှစ်သွဲပြူဟာကစာဆုံးမှုတစ်ခုမဟုတ်တင်းနေကပြူဟာကြတဲ့ဖော်ပြချက်ဖြစ်တယ်။စစ်ကောင်စီ NUG တို့နဲ့အဆက်အသွယ်ထူထောင်ခြင်းဖြင့်အတွင်ပိုင်းညီညွတ်ရေး င်းဆက်သက်ခဏရပြီးပြင်ပမြန်မာချက်တွင်မြန်မာနေချိန်မှာပင်အာဆီယံကစုဝေးဖို့ဆက်သွယ်ဖော်ဆောင်ဖို့နဲ့ရှင်းလင်းအောင်လှုံ့ဆော်နိုင်ခြင်းဖြစ်ကြောင်းမစ္စတာအန်နဝါကပြသပါရယ်အခုကအာဆီယံ GCC အပေါင်းတရုတ်ထိပ်သီးဆွေးနွေးပွဲနီးကပ်လာတဲ့အခါမစ္စတာအန်နဝါကဒေသတွင်ပုံသဘောတူညီချက်အတွက်နယ်ပယ်၃ခုကိုအခြေခံနိုင်ပါတယ်တဲ့မြမပြုတ်ခွဲခြင်းဟာယူဆချက်တသက်မဟုတ်တော့ဘဲလက်တွေ့ပြုတ်ခွဲနေရဆိုတဲ့အချက် နှင့်ညှိနှိုင်းဆောင်ရွက်မှုမရှိပါကလက်နက်ကိုင်ပဋိပက္ခလူကုန်ကူးခြင်း၊ digital ကြီးကြုံပြုခြင်း၊နိုင်ငံမဲ့ခြင်းတို့အာဆီယံနဲ့ GCC ဒေသတွေကိုပြန့်နှံ့လာခြင်းကိုလွှဲဆောင်မရတော့ဆိုတဲ့အချက်တော့တိတ်ဆိတ်သောတန်တမန်ရေမဟုတ်သည့်စုပေါင်းစည်းကမ်းသတ်မှတ်တဲ့နေပြည်တော်တွင်နဲ့ ENO များအကြအပြုံမှုပြောင်းလဲစေနိုင်တယ်ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ လက်တွေမှာမြန်မာအစိမ့်စိမ့်မှမှာကွဲခြင်းကတင်ယုံထိုင်းအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအုပ်ချုပ်မှုမဲ့ပိုင်နေစုံများဖြစ်ပေါ်စေပါတယ်။အဟန့်တားမရှိပါကဒီစုံတွေကတရားဝင်ကုံသွယ်မှုလက်ဝေကံပဋိပက္ခရိနဲ့လူသားချင်းစာနာမှုအတွက်အသုံးချခံနေရများဖြစ်လာမယ်အန္တရာယ်ရှိပါတယ်။ ဒီချက်တွေနဲ့ချိန်ချမှုတွေဟာပြင်ပအင်အားကြီးဆော့ဖတ်မှုကိုအလွယ်တကူဖြစ်စေနိုင်တယ်။အာဆီယံရဲ့ဆုံးဖြတ်ချက်ပြတ်သားမှုကဒေသဖြတ်ကျော်ချိန်ညှိမှုကို ဖြစ်စေနိုင်တယ်။ဒါ့အပြင်မစ္စတာအန်ဝါကသူ့ရဲ့မကြသေးမီကတန်တမာရေးထိတွေ့ဆက်ဆံမှုပေါ်ရက်တည်ပြီးဒီအရေးပေါ်အခြေအနေကိုပြိုင်ပန်းမရှိတဲ့ရှုံးချမှုနဲ့တင်ပြနိုင်ပါတယ်။အခုချိန်ကဒါရီကိုတွန်းအားပေးရမယ့်အချိန်ဖြစ်တဲ့တဲ့လက်တွေ့ကြတဲ့လူသားချင်းစာနာမှုစင်ကြံများ နှင့်အာဆီယံဂျပန်တရုတ်နှင့် GCC ပါဝင်ဩဇာရှိသောဒေသဆိုင်ရာဆက်သွယ်ရေးဖွဲ့တစ်ခု၃ကုလသမဂ္ဂရန်နီးယားနှင့်နိုင်ငံတကာဥပဒေဖွဲ့စည်းများအရေးယူဆောင်ရွက်နိုင်ရန်ပြီးအပ်မယ့်အပြစ်ခတ်ရေးဆိုင်ရာချိုးဖောက်မှုမှတ်တမ်းဖြင့်စစ်ကောင်စီရဲ့ပြစ်ဒဏ်ကင်းလွတ်နေမှုကိုအဆုံးသတ်ချင်လို့ဖြစ်ပါသည်။သခိုင်းမှာအပြစ်ခတ်ရေးဆိုင်ရာချိုးဖောက်မှုဟာနောက်တစ်ကြိမ်ကတိချိုးဖောက်မှုများသာမကပဲပြိုကွဲမှုအစဖြစ်တဲ့ဝီယော်တီဖြစ်စရာမှာဒီအခြေအနေကမစ္စတာအန်ဝါနဲ့အာဆီယံအတွက်၎င်းတို့လိုအပ်နေတဲ့ဩဇာကိုပေးတဲ့ဒီဩဇာကဝေဖန်ရှုတ်ချရင်မဟုတ်ပဲဒေသရင်အချက်တွေ ကိုဦးဆောင်ကတင်နင်ကပြူဟာချရမယ်ဩစာဖြစ်တယ်။မစ္စတာယိုဟိဆာဆာကာဝါကတခါကမချက်ချခဲ့တဲ့အတိုင်းဆိုမယ်ဆိုရင်စိတ်ရှိချင်းဟာမတုံ့ပြန်ပဲညင်သက်နေခြင်းမဟုတ်လို့ဆိုရမှာဖြစ်ပါတယ်။မစ္စတာအန်နဝါကအာဆီယံရဲ့ဆယ်စုနှစ်ပေါင်းများစွာတုံ့ပြန်မှုနဲ့စိတ်ရှိခြင်းကိုကြိုတင်စီစဉ်မှုရှိတဲ့တန်တမန်ရေးစည်းကမ်းသတ်မှတ်ချက်နဲ့ပုံဖော်ပြီးမိတ်ဆွေတွေကကြောတောင်နောက်ခံပြူသောတန်တမန်ရေးဖြစ်ပြောင်းလဲနိုင်မှာကစကိုင်းကိုကြားရောက်တဲ့ပုံများအတွက်အနေပြုတော့ကဖြစ်တယ်ပြန်ခံရလိမ့်မှာဖြစ်တယ်လို့ရှင်းသားထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ဘက်အကြံတောင်းစီမံခန့်ခွဲမှုအမိန် NUG ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝင်ကြီးဌာနကုတ်ကဲမှုအောက်မှာရှိတဲ့စစ်ဘက်အကြံထောင်းတွေနဲ့အချုပ်ခန်းတွေမှာပြစ်ဒဏ်ချခံနေရသူတွေရာသင်ရထိုက်တဲ့အခွင့်အရေးတွေရရှိရေးစစ်ဆေးဖို့ပြည်သူကာကွယ်ရေး PDF COC ချုပ်ကစေဥပဒေရုံးကိုညွှန်ကြားလိုက်ပါတယ်။စစ်ဘက်အကြံထောင်းတွေနဲ့အချုပ်ခန်းတွေရဲ့စီမံခန့်ခွဲမှုကိုတက်ဆိုင်ရလှုံ့ထုံးလုံနေမှုပေါင်းတွေနဲ့ဖြစ်စေဖို့အတွက်ဧပြီလ22ရက်နေ့နေဆွဲနဲ့ အမိတ်ထုတ်ပြန်ပြောဆိုတာပါပြစ်ဒဏ်ကြခံနေရသူတွေချုပ်နှောင်ခံရသူတွေနဲ့ပတ်သက်ပြီးဥပဒေလုံထုံးလုံးကြီးစီမင်းစင်ကန်အမိတ်ညွန်ကြားချက်နဲ့အညီရတင်ရတိုက်တဲ့အခွင့်အရေးတွေခံစားနိုင်ဖို့စစ်ဥပဒေရုံးကစစ်ဆေးကြည့်ရှုဆောင်ရွက်ဖို့ပါဝင်ပါတယ်စစ်ဆေးကြည့်ရှုတဲ့အခါအကျဉ်းသားဥကြီးစံမိုင်ဆောင်ရှာမှုနဲ့နေထိုင်စားသောက်မှုစတဲ့အကျဉ်းသားခွင့်ရရမရအမှုစုံစမ်းစစ်ဆေးရမှာကြံ့ကြမှုရှိမရှိဥပဒေနဲ့ညီဖန်စီထိန်ထိန်ချုပ်နှောင်ထားခြင်းရှိမရှိတို့ကိုစစ်စစ်ဆောင်ရွက်မယ်လို့ဆိုကြောင်းသတင်းမှဖော်ပြပါရှိပါရှင်